mình là bác mẹ sẽ có kết tích cả này đi nên này kiến tới này có tiền sắp bị bà mẹ cái gì này em như này cả chấp bớt sức công sự nghiệp nào phải trái sự thà nào này cố mày lâu ta xí đồ đấy mẹ đâu biểu hóa sự khăn công này bắp bắp này cả sự khăn này công lâu bộ ở các ý ý cả tất cả tiền bài lại đi lần này kia anh đuổi bà tên gì ra sinh thật số bảy sự cái đang gần gom như này chỉ dạy chấp bớt sự công sự nghiệp khá là ngã dễ tây nhiên cả này ပင်လယ်ဘူးမြို့ကိုစစ်ကူသွားတဲ့ဗိုလ်မှူးဖြိုးကုတ်ကိုဦးအပါဝင်စစ်သား၁၀ဦးဟာတိုက်ပွဲမှာထပ်မံသေကုန်ကြပြန်ပြီ။အဲ့ဒီသတင်းကိုလည်းစစ်တပ်ကသတင်းမပေါက်ကြားဖို့လှုပ်ဝက်ခိုင်းထားပြန်တယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရခိုင်ပြည်နယ်အမ်းမြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့အနောက်ပိုင်းတိုက်စစ်ဌာနချုပ်နဲ့ကိုးမိုင်လောက်သာရှိတော့တဲ့မဲတောင်ဘျူဟာစခန်းကုန်းနဲ့ပတ်ပတ်လေကစစ်စခန်းတွေအကုန်လုံးကို အာရခတတော် AA ကတက်ကိုက်တိမ့်ပိုက်လိုက်ပြီးလက်နက်ခဲယမ်းတွေပါသိမ်းစီရရှိထားတယ်လို့အော်တိုဘလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲအာရခတတော် AA ကတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်အဲ့ဒီအချမ်းဖက်စကောင်စီရဲ့မဲတောင်ဘျူဟာစကန်ကုန်းနဲ့ပပလဲကစစ်စကန်တွေအကုန်လုံးကိုအာရခတတော် AA ကအော်တိုဘလ9ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲအပိသက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပါတယ် အဲ့ဒီမဲတောင်ဘျူဟာဂုံးတိုက်ပွဲအတွင်းစေကောင်စီဘက်ကသေတဲ့သူတွေတော်တော်များတဲ့အပြင်လက်နက်ခဲယံတွေလည်းအမြောက်များသိမ်းစီရရှိထားတယ်လို့အာရကတတော်အေအေရဲ့ထုတ်ပြန်ချက်မှာဆိုထားပါသေးတယ်လက်ရှိမှာလည်းရခိုင်ဒေသတစ်ခုလုံးမှာစစ်ကောင်စီတပ်အပိသက်ကင်းစင်ရေးလှုပ်ဆောင်သွားမှာဖြစ်တယ်လို့အာရကတတော်အေအေကကြေညာပြီးတဲ့နောက်မှာပဲစစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာအမ်းမြို့နယ်မှာရှိတဲ့စစ်တပ်စခန်းဂုံးတွေကိုပါအာရကတတော်အေအေကသိမ်းပိုက်လာတာဖြစ်ပြီး တဖက်ကမောင်တော်မှာလဲနောက်ဆုံးကြံနေတဲ့နခကငါစစ်တပ်စခန်းကိုထိုးစစ်ဆင်တိုက်ခိုက်နေသလိုဂျိန်တလီကွနဲ့တောင်ကုန်းမြို့နယ်ဘက်ဒီမှာလဲစစ်ကောင်စီတပ်စခန်းတွေကိုအပိသက်သိမ်းပိုက်နိုင်ဖို့အာရခတတော် AA ကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါတယ်ခင်ဗျာဒီတခါချင်းပြည်နယ်ဘက်မှာလဲထန်တလန်မြို့ပေါ်က CB ဘက်မှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကိုချင်းတော်လန်ရေးတပ်တွေကအပိသက်သိမ်းပိုက်လိုက်ပြီး စစ်သားတွေရဲ့မပါအလောင်းတွေနဲ့လက်နက်ခဲယံတွေပါသိမ်းစီရရှိထားတယ်လို့ CDF တန်တလန်ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်။အော်တိုဘားလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲချင်းပြည်နယ်တန်တလန်မြို့ပေါ်က CB ဘန်မာတဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကိုချင်းတော်လန်ရဲ့ပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စစ်ကောင်စီတပ်သားတွေရဲ့မပါအလောင်းတွေနဲ့လက်နက်ခဲယံတွေကိုပါချင်းတော်လန်ရဲ့တပ်တွေကသိမ်းစီရရှိခဲ့ပြီး အရှင်ဖန်းစီရမိထားတဲ့သူတွေလည်းရှိသလိုအသေးစိတ်ကိုတော့နောက်မှထုတ်ပြန်ပေးပါမယ်လို့လည်းစီတက်ထန်တလန်ရဲ့တာဝန်ရှိသူတို့ကပြောထားပါဗျ။လက်ရှိမှာလည်းထန်တလန်မြို့မှာစစ်ကောင်စီတပ်စခန်းတိတ်မကြံတော့သလိုမြို့ကိုအပိတသိမ့်ပိုက်ရရှိဖို့အတွက်ချင်းတော်လန်ရဲ့တပ်တွေကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာ။အခုတခါစကိုင်းတိုင်းဘက်မှာတော့ကံကောင်းမြို့နယ်အခြေစိုက်အကြံဖတ်စစ်ကောင်စီရဲ့ခလရ90တရင်ကနေ ပင်လယ်ပုမြို့ကိုစစ်ကူသွားတဲ့ဗိုလ်မှူးဖြိုးကိုကိုဦးအပါဝင်စစ်သား10ဦးဟာတိုက်ပွဲမှာထပ်မံသေကုန်ကြပြန်ပြီအဲ့ဒီတဲ့င်းကိုလည်းစစ်တကအပြင်ကိုမပေါက်ချဖို့လျှို့ဝှက်ခိုင်းထားပြန်တယ်လို့ဒေတာတဲ့င်းအရင်မြေရော့အလင်းတိုင်းရဲ့ကိုပါကောင်းကရင်ကုန်ကစ်တက်ကိုပြောပါတယ်အဲ့ဒီပင်လယ်ဘူးမြို့တိုက်ပွဲမှာစစ်ကူပုတ်ခိုင်းရတဲ့အချက်ဖတ်စစ်ကောင်စီရဲ့ဂံကောမျိုးအခြေစိုက်ခလက်90တက်ကဘုံမှုခမ်မင်းကိုဆိုသူအပါဝင်စစ်သား9ဦးဟာစတေဘလ99ရက်နေ့ကပဲတိုက်ပွဲအတွင်းအသီးသီးထိတ်ကုန်ကြပြီးတဲ့နောက် အခုတကအဲ့ဒီခက်လိုက်ရ90တက်ကပဲစစ်ကူပိုခန်းရတဲ့အထက်ကဘုံမှုဖြိုးကိုကိုဦးအပါဝင်စစ်သား10ဦးဟာတိုက်ပွဲမှာပဲထပ်ပြီးသေကုန်ကြပြန်ပြီဆိုပါတယ်အဲ့ဒီလိုခက်လိုက်ရ90တက်ကနေပင်လယ်ဘူးမြို့တိုက်ပွဲကိုစစ်ကူပိုခန်းရတဲ့အရာရှိနဲ့စစ်သားတွေတောင်းလျှောက်သေကုန်ကြတဲ့တဲ့င်းကိုအရှိကဘုံမှုခန်းမင်းကိုသေဒုံကလည်းတဲ့င်းကိုအပြစ်မပေါက်ကြရဘူးဆိုပြီးဖြူဟာမှုကတဲ့င်းဖုံခိုင်းထားတယ်လို့အခုလဲ နောက်တဲ့ဘုံမှုဖြိုးကကိုဦးဆိုသူတို့10ဥပံထက်သေးသွားတဲ့တဲ့ရင်ကိုလေအပြင်ကိုမပေါက်ကြအောင်တင်းဖုံခိုင်းထားပြန်တယ်လို့ယောလင်းတန်ရဲ့ကိုပါကောင်းကပြောထားပါလေပရမဘုံမှုခမင်းကိုဆိုသူတေတုံးကလည်းသူတို့စစ်တဲ့အတိုင်းဝိုင်းဘက်ကပဲ Facebook မှာ post တင်လိုက်တာဖြစ်တယ်လို့အခုဘုံမှုဖြိုးကကိုတင်တဲ့တင်းကိုတင်တဲ့တယောက်ကလည်း Facebook ပါလော့ချသွားပြီးနာမည်ပါပြောင်းသွားတယ်လို့သူတို့တရင်တဲမှာကိုသူမယုံကြည်ကိုမယုံကြည်နဲ့ဖြစ်နေကြတဲ့အကြောင်းကိုလည်းတိထားရတယ်လို့ ဒေတာတရင်ရင်းမြေရော့လင်းတန်းရဲ့ကိုပါကောင်းကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းကကောလင်းမြို့နယ်မှာစကောင်စီတပ်သား6ဦးဟာလက်နက် KN တွေပါယူလာပြီးဒေါ်လာရင်းတက်တွေစီမှာအလင်းဝင်ရောက်လာတယ်လို့ကောလင်း KPD တရင်နှစ်ကထုတ်ပြန်ထားပါတယ်လက်ရှိကောလင်းမြို့နယ်မှာရောက်နေတဲ့စကောင်စီတပ်ကတပ်သား6ဦးဟာဒေါ်လာရင်းတက်တွေကိုချိတ်ဆက်လာပြီးသူတို့ကင်ဆောင်တဲ့လက်နက် KN တွေနဲ့အတူအလင်းဝင်ရောက်လာတယ်ဆိုပါတယ် အဲ့ဒီလိုလက်နက်တွေပါယူလာပြီးအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သား6ဦးကိုဒေါ်လာရေးတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုခဲ့ပြီးတဲ့နောက်တဦးကိုငွေကျပ်330ဇီကိုပါချင်းမြင်ပေးထားတယ်လို့လဲ calling ခံပြီးတဲ့တရင်နှစ်ကထုတ်ပြန်ထားပါတယ်ခင်ဗျဒီတခါဆက်ချင်တာကတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ဒုဥက္ကဋ္ဌမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ရဲ့ဇာပနနာယီကိုဒီကနေ့အော်တိုပါလာ၈ရက်အင်္ဂါနေ့မနက်၁၀နာရီအချိန်မှာ တောင်ရင်မြောင်ရင်တုတ်တံမှာပဲမိသူကြိုလိုက်ပြီးနာယီဇာပနာကိုအိန္ဒိယကောင်စစ်ဝင်ချုပ်ကိုတိုင်လာရောက်ပြီးတော့လွမ်းသူပန်းကွေပစ်ဖို့သွားတယ်လို့သိရပါတယ်။ NLD ဒုဥက္ကဋ္ဌမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇွန်မြင့်မောင်ကွယ်လွန်တဲ့အချိန်မှာအသက်83နှစ်ရှိနေပြီဖြစ်ပြီးအော်တိုဘလ9ရက်နေ့ဖြစ်တဲ့မနေ့ကမနေ့3နာရီမှာပဲကွယ်လွန်သွားတာဖြစ်ပါတယ်။အော်တိုဘလ9ရက်နေ့မှာချက်မရေးအချိန်ကြီးဆိုးရွားလာတာကြောင့်ဒေါက်တာဇွန်မြင့်မောင်ကိုမန္တလေးဥပဒေကနေစေယုံကြီးအထူးချက်မှတ်ဆောင် ICU ကိုပြောင်းရွှေ့ဆေးကုသပြီးတဲ့နောက်ကွယ်လွန်ခဲ့တာပါ။ စစ်ကောင်စီကမတရားဖက်စီထောင်ဒဏ်ချမှတ်ထားတဲ့ NLD ဒုဥက္ကဋ္ဌမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ဟာတွေးကင်စာယောဂခန်းစားနေရသူဖြစ်ပြီးကွယ်လွန်ကနေ့အချိန်အောက်တိုဘာလ6ရက်နေ့မှာတော့စစ်ကောင်စီကဒေါက်တာဇော်မြင့်မောင်ရဲ့ကျန်းမာရေးအခြေအနေကြောင့်လွန်ငိမ့်ချမ်းသာခွင့်ပေးလိုက်ပြီးဆိုတဲ့စာကိုဆေးဥမှာလာရောက်ဖတ်ပြသွားတယ်လို့လည်းသိရပါတယ် NLD ဒုဥက္ကဋ္ဌမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ရဲ့နိုင်ရေးဇာပနာကိုအိန္ဒိယကောင်စစ်ဝင်ချုပ်ကိုယ်တိုင်လာရောက်ပြီး လွမ်းသူပန်းကိုပို့ဆောင်ခဲ့တယ်လို့လဲရန်ကုန်အိန္ဒိယတန်ယုံကနေတရားဝင်သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီနေ့နေ့လေးကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ